ကျမ်းမာတော်မူကြပါစားခမညာ K Media NU Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာပါကျွန်တော်မျိုးတွေအားလုံးပဲကြိုဆိုပါတယ်ဒီနေ့ကျွန်တော်နိုင်ငံရဲ့အရေးကြီးတဲ့အခြေအနေပေါ့နော်အရေးကြီးတဲ့အခြေအနေတည့်ရမှာရှိနေပါတယ်အလှည့်ပြောင်းတစ်ခုကိုရောက်နေပြီဒီခွေးတစ်ခွေးကိုအားလုံးနှစ်ဖက်စလုံးကကြိုဖို့ကြိုးစားကြမှာပဲတက်မလို့ဘက်ကလည်းကြိုဖို့ကြိုးစားကြမှာပဲအဒီပေါ့စေတေကြတဲ့ဘုံတွေဘက်ကလည်းကြိုဖို့အတွက်ကြိုးစားကြမှာပဲဒီခွေးကိုကြော်ပြီးဟဲ့ဆိုလို့ရှိရင် စိတ်ချလိုက်ပါတပုံဆိုတာလေလက်နဲ့စွန့်စွန့်မစွန့်လို့ရှိရင်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့နေချားဆောင်အဖြစ်ပြောင်းရင်ပြောင်းဒီနှစ်ခုပဲတို့ရွေးချယ်တာရှိတယ်ကြံ့တာရွေးချယ်စရာမရှိတော့အခြေအနေကိုလုံးဝရောက်သွားမှာဒီခွေးကိုကြော်တာနဲ့နော်အဲ့တော့ဒီခွေးကိုမကြော်နိုင်လို့ရှိရင်တော့ကျွန်တော်တို့အမ်တမလို့အနေနဲ့ကလည်းအများကြီးထိခိုက်နေတာပါမှာဖြစ်တယ်လို့ကျွန်တော်တို့နိုင်ငံ ြည်သူအားလုံးအားလုံးနိုင်ငံပြည်စည်းတဲ့အခြေအနေကိုရောက်သွားမယ်အဲ့တော့ဒီ great week ကိုအားလုံးကြော်ဖို့ကြိုးစားနေကြပါတယ်အဲ့တော့ဒီ great ဒီနှစ်ဒီ2025ခုနှစ်ဒီ၄လပိုင်းဟာကျွန်တော်တို့အားလုံးအတွက်အရေးကြီးတဲ့အခြေအနေတစ်ရပ်ကိုရောက်လာမှာဖြစ်တယ်ကျွန်တော်တို့ကတော့တက်မလို့နဲ့ရပ်တည်သူတွေဖြစ်တယ်အဲ့တော့တက်မလို့နဲ့ပြည်သူပူပေါင်းပြီးတော့နိုင်ငံတော်မှာပြည်စည်းရေးဒီမိုကရေစီရှင်သန်ရေး နော်နိုင်ငံရှေ့ဆက်သွားမယ်လမ်းကြောင်းကြီးတစ်ခုကိုသွားနိုင်မလို့ကျွန်တော်တို့ကတော့ယုံကြည်တယ်ယုံကြည်လျက်ပါဗျာနော်အဲ့တော့ဒါဘာကြောင့်မို့လို့ကျွန်တော်ဒီစကားမျိုးကိုပြောရလဲဟေးဆိုလို့ရှိရင်ကျွန်တော်တွေ့နေပြီမြင်နေရပါပြီခင်ဗျာပထမဦးဆုံးတစ်ချက်အနေနဲ့ပြောရမယ်ဟေးဆိုလို့ရှိရင်တော့အားလုံးသိတယ်ဗျာဖိလစ်ပိုင်သမ္မတဒူတာတေနော်သူဟာသူရာထူးရှိစဉ်က သူဆောင်ရွက်ခဲ့တဲ့ဆောင်ရွက်ချက်တွေကကြမ်းတမ်းခဲ့တာလည်းရှိမယ်နော် တော့ဘလိုပဲဖြစ်ဖြစ်လေနိုင်ငံအတွက်ကျန်းတဲ့တဲ့နိုင်ငံတစ်ခုမှာကျဉ်းကျဉ်းနဲ့နှံဆောင်ရွက်ခဲ့ရတယ်ရှိတယ်။အဲ့ဒီအခါမှာတော့ဥပဒေရှုထောင့်နိုင်ငံတကာရှုထောင့်အကြည့်မယ်ဟေ့ဆိုလို့ရှိရင်တော့အဖြစ်ကြီးတစ်ခုလို့ဖြစ်နေတယ်။အဲ့တော့သူဟာ ICC ရဲ့ဖမ်းဝရမ်းထုတ်ခြင်းကိုခံလိုက်ရတယ်။ ICC ဖမ်းဝရမ်းထုတ်ခံရတဲ့အခါကျတော့ဒူတာဒေယာအခုဆိုလို့ရှိရင်ဖမ်းခံလိုက်ရပါပြီ။သူ့နိုင်ငံသားတွေလည်းသူ့ဘက်ကယက်တီသူတွေသူ့အားပေးသူတွေအားလုံးကလည်းစိတ်မကောင်းဖြစ်ကြတာပေါ့ဗျာနော်။ အဲ့တော့နိုင်ငံအတွက်စွန်စားရတဲ့အခါတွေရှိတဲ့အခါမှာတော့ तू ဟာစွန်စားခဲ့တယ်။ဘာပဲလို့ဖြစ်ဖြစ် तू ဟာနိုင်ငံအတွက်လုပ်ခဲ့ပေမဲ့လည်းနောက်ဆုံးတော့ तू ဟာအခုဆိုရှင်အဖမ်းဝရမ်းနဲ့ဖမ်းခံလိုက်ရပြီဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်။ဒါကခေါင်းလောင်းထိုးတမ်းပဲ။ဦးမင်းအွန်လိုင်းအတွက်ကတော့။ဘာကြောင့်လဲဆိုတော့လေအာနာရှိစဉ်မှာဘာမှမဖြစ်ပေမဲ့အာနာမရှိတဲ့အခါဆိုလို့ရှိရင်တော့မိမိရဲ့ဘဝဟာ နောက်တက်လာမယ့်အစိုးရတွေခေါင်းဆောင်တွေရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာကိုသူကောင်းကောင်းသိသွားပြီ။ အဲ့ဒီအတွက်ကြောင့်မို့ဟာသူ့အတွက်ကမဖြစ်မနေသူ့ကိုယ်သူလုံခြုံရေးအတွက်ကလည်းအရန်ကိုအရေးကြီးလာပါပြီနော်သူ့အတွက်လုံခြုံရေးသူ့ရဲ့အနာဂတ်ဆက်ဆရာရာတော့အရာအတွက်သူကထက်ထက်စဉ်းစားမှာသူကဘာပဲလုပ်လို့ပေါ့ဗျာနော်အဲ့တော့ဒီနေရာမှာ ICC တို့နော်ဟိုဘယ်လိုခေါ်မလဲဆိုတော့ Universal Jurisdiction တို့ကိုလည်းကျွန်တော်အနေနဲ့နည်းနည်းဝေဖန်ချင်တာကဘာလဲဆိုတော့လေသူတို့တွေကဒီလို ဒီလိုမူဝါဒတွေနော်ဒီလိုတရားစီရင်ရေးတွေဒီလိုတရားယုံနေကြောင်းလဲနိုင်ငံငယ်တွေမှာ ပြဿနာတွေပိုများနေတာလို့ကျွန်တော်တို့ပြောမယ်ဟဲ့ဆိုလဲမမားဘူးဗျအဲ့တော့နိုင်ငံငယ်တွေမှာစစ်ဖြစ်နေတယ်စစ်ဖြစ်နေတဲ့အရက်မှာနော်စစ်ဖြစ်နေတဲ့ဒီတောင်းညမ်းမှုတွေရှိနေတယ်ဒါတွေကိုနှိမ်နေတဲ့အခါမှာတော့ခင်ဗျားတို့ဥရောပစံနှုန်းတွေနိုင်ငံနိုင်ငံတကာစံနှုန်းတွေနဲ့တော့နှိုင်းလို့မရဘူးလေဟလားနှိုင်းတဲ့အခါမှာတော့ကြည့်မယ်ဟဲ့ဆိုလို့ရှိရင်တော့မြန်မာကဘာလုံးမှာရှိသမျှခေါင်းဆောင်ဘယ်ခေါင်းဆောင်မှာ ICC ရဲ့ဖိုင်ဝန်နဲ့လွတ်မှာမဟုတ်ဘူးเนาะအဲ့ဒီ Argentina တရားရုံးလိုမျိုး Universal Jurisdiction နဲ့လွတ်မှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ဒီနိုင်ငံငယ်တွေမှာပြဿနာတွေပိုကြီးလာရတာကောင်းဆောင်တွေကြားမှာဆစ်ဆက်ညှိနှိုင်းလို့မရတာကောင်းဆောင်တွေယာထုမစုညင်တာယာထုရပြီးသားသူတွေကယာထုကြမှာကြောက်တာကအဲ့လေဘာမှမဟုတ်ဘူးဒီ ICC တို့ ICJ တို့ ICJ ကထားပါတော့ကဲ ICC တို့နောက်ထပ်ဒီကျွန်တော်တို့ Universal Universal Jurisdiction ပေါ့ဗျာနော်အဲအဲ့ဒီလိုမျိုး ိုတရားစီရင်ရေးချောင်းလို့ပြောရင်မမားဘူးဗျအခုတော့မြန်မာနိုင်ငံရေးမှာတခုတက်လာတဲ့ခေါင်းဆောင်များဟာဘယ်ဒေါအောင်ဆန်းစုကြည်လည်းကြောက်တာပဲအထွတ်တူသူကြည်ဒေါအောင်ဆန်းစုကြည်လည်းအခုဆိုရှင်အာဂျင်တီးနားဖိုင်ဝါလန်ထုတ်လို့နေမှာသူလည်းပါတယ်အဲ့တော့သူလည်းအာနာဆွမ်းအမကြောက်တော့ဘာလုပ်လဲမဲခိုးပါတယ်အဲ့တော့တော့ခုဦးမင်းအွန်လိုင်းလဲသူလည်းအာနာဆွမ်းအမကြောက်တာပေါ့သူ့နောက်မှာအခုလိုမျိုးနောက်ဆိုလို့ရှိရင်သူ့အတွက်လည်းဖြစ်လာမှာတော့အခုလည်းသူ့ကိုဖိုင်ဝါလန်ထုတ်ထားပါပြီနော် ဲ့တော့ဆိုလိုချင်တာကလေဒီနိုင်ငံကြီးတွေဟိုဘယ်လိုခေါ်မလဲဒီလိုမျိုး ICC တရား ရုံးလို့ဘာလို့မျိုးอ่ะသူတို့လိုမျိုးဒီတရားရုံးတွေချောက်เนาะနိုင်ငံငယ်တွေပို့ပြီးတော့ဒုက္ခများနေတယ်လို့ပြောရလဲမမဟုတ်ဗျဥမာအဖြစ်အစ္စရေးလိုနိုင်ငံမျိုးဘာလို့သွားတော့မထိရဲဘူးเนาะဟုတ်ပလားအဲနောက်တစ်ခုဒီဘယ်လိုခေါ်မလဲရုရှားတမလားသူတို့ဘာမှမလုပ်မရအောင်အမေရိကန်ပို့ဆိုးတာဗောဗျာเนาะအဲ့တော့နိုင်ငံကြီးတွေနဲ့တွေ့ရင်သာ ဘယ်ဘွားရောက်သွားလဲဆိုတဲ့ခါကျတော့ပျော်တော်ဆက်ဘွားရောက်နေတာအဲနိုင်ငံငယ်တွေအားဖြင့်ဆိုလို့ရှိရင်လိုက်နိုင်ခြင်းနဲ့အဲ့တော့ပို့ဆိုးတာကနိုင်ငံငယ်တွေမှာလဲဗျာအဲဖိလစ်ပိုင်တို့မြန်မာတို့ဟလာဒီလိုနိုင်ငံမျိုးတွေမှာကတနည်းအားဖြင့်နိုင်ငံရေးသွေးကွဲမှုတွေဟလာအဲ့လိုမျိုးစီးပွားရေးမတောင့်တင်းမှုတွေကြောင့်နောက်ဆုံးပိတ်တော့ဒီလိုမျိုးတရားရုံးတွေရဲ့ခြေလှယ်မှုကိုခံပြီးတော့ခေါင်းဆောင်တွေဟာဘာလို့ဘာလို့ဖြစ်ကုန်လဲဆိုလို့ရှိရင် ဖြောင်းမက်ခြင်းသားလည်းမဖြောင်းမက်ရတဲ့ဘဝတွေအဲ့လိုမျိုးတွေဖြစ်ကုန်တာဗျာအာနာရှိပြီးသားသူကလည်းအာနာမစွန့်ခြင်းတဲ့ပုံစံမျိုးတွေဖြစ်စစ်တပ်နိုင်ငံကြီးနိုင်ငံကြီးထဲမှာထွက်ထွက်ပြီးတော့လုံးဝပေါ့နော်တရားရဂိုင်းလုံးထွက်သွားပြီးတော့25ရဂိုင်းလုံးဘာလို့ခြံခဲ့ရလဲဆိုလို့ရှိရင်ဒီလိုမျိုးအရာတွေကြောင့်ပဲဗျာနော်သူတို့တွေအတွက်ရှုပတ်မှာဗောဗျာစစ်စစ်တပ်ကထားပါတော့ဟေ့ငါဟဲ့ငါလွတ်ပြီးဟဲ့ပြုတ်ဟဲ့ဆိုပြီးအားလုံးကိုကဲမင်းတို့အုပ်ချုပ်တော့ဆိုပြီးတော့ပြေးလိုက်လို့ရှိရင်အကုန်လုံး ICC တွေ IC ခြေတွေနော်အာဂျင်တီးနားတရားရုံးနေအင်ဒိုနီးရှားတရားရုံးနေအကုန်လုံးကိုဖမ်းဝမ်းနေရောက်ကုန်ပါဗော ဲ့ဒီအတွက်ကြောင့်မို့25ရာခိုင်နှုန်းဆိုတာထားခဲ့ရတယ်ဆိုတာသူတို့ရဲ့လုံခြုံရေးလည်းပါတယ်နိုင်ငံရဲ့လုံခြုံရေးလည်းပါတယ်နိုင်ငံတော်တည်ငြိမ်ရေးအတွက်လည်းပါတယ်အဲ့ဒါကြောင့်မို့ပါနော်အဲ့တော့အဓိကပြောချင်တာကတော့ဗျာနော်အဲဦးမင်းအွန်လိုင်းအနေနဲ့သူ့ဘဝအတွက်လည်းသူကြည်ရမှာဖြစ်သလိုနိုင်ငံအတွက်လည်းကြည်ရမှာဖြစ်သလိုတမတော် အတွက်လည်းကြည်ရမှာဖြစ်သူ့မှာကြည်ရမယ့်အရာတွေအများကြီးဖြစ်သွားပြီအဲ့တော့သူ့အနေနဲ့ပေါ့နော်ရိုးရိုးဖြောင်ဖြောင်သွားမယ်ဆိုရင်တော့မှပဲ ူတက်တော့မှအနေရရှိတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့25ရာခိုင်နှုန်းထွက်သွားဖို့လဲခင်ဗျားတို့မမျှော်လင့်ပါနဲ့နောက်ဆုံးပေးဖို့ပြန်တော့ဦးမင်းအွန်လိုင်းအနေနဲ့ခုသူဂရိပေးခဲ့တယ်လို့ရွေးကောက်ပွဲကျင်းပပေးခဲ့တော့မှပဲသူ့မှာသူ့ရဲ့အနာဂတ်ကိုသူထက်ထွက်စဉ်းစားရမယ်သူ့မှာထားပါတော့သူဇာတ်တို့နှခုလုံးတပြိုင်တည်းယူလို့မရအောင်အဲဥပဒေပြန်ပြင်ပြီးတော့ဟလာသမရကယာတို့နှခုယူလို့ရပါဆိုသေးရောအဲ့တော့သူ့မှာစွန့်ရမယ့်ယာတို့ကလည်းဒီကာကွယ်ဥစည်းချုပ်ယာတို့နဲ့ တမရရာဓုတမရရာဓုဆိုတော့လေ၅နှစ်ပြည့်လို့ရှိရင်မလွယ်ဘူးနော်၅နှစ်ပြည့်ပြီးတော့လို့ရှိရင်ဒါသူ့အနာဂတ်အတွက်ဆင်စားရပြန်ပြီအဲ့တော့တက်လာတဲ့နောက်တက်လာတဲ့အစိုးရတွေကလည်းဖိလစ်ပိုင်နိုင်ငံလိုမျိုးဟလားပူပေါင်းဆောင်ရွက်ပါမလို့သိပြီးဆရာအဲ့ဒီအကြောင်းမို့လို့သူ့ခမရမှာသူ့အတွက်လည်းထည့်တွက်ပြီးတော့စဉ်းစားရပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာဘာကြောင့်မို့ရင်ချားစစ်လို့မရနိုင်တယ်လဲအဲ့ဒါဒီအားလုံးကလေခမရတို့အဲ့ ICC IG ICC တို့နောက်ပြီး Universal Jurisdiction တို့ဟာတို့ဟာ cloud ဆန်နေတာပြူများတယ်အခုသွားပြီခင်ဗျားတို့ပို့ဆိုးတာက Argentina တရားရုံးကနေပြီးတော့အခုတရားဆွဲပြီးတော့ဖမ်းဝရမ်းထုတ်လိုက်ပြီးတောင်ဆန်းစုကြည်လည်းပါတယ်ဗျာအကုန်လုံးပါတယ်တိုက်လိုက်ကြီးသွားပြီအဲ့ဒါသူတို့မမျော်လင့်နဲ့တော့သူတို့အာနာစွန့်မို့ဆိုတာမမျော်လင့်ရသူတို့တေတဲ့ဒီခုခံသွားတဲ့အဆင့်ကိုသူတို့ရောက်သွားပြီလုံးဝခုခံသွားမှာနော်အဲ့တော့ကျွန်တော်တို့ကငြင်းညမ်းစေချင်တာခင်ဗျားတို့ကမငြင်းညမ်းအောင်ဖြည့်ဆည်းတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့အဲ့တော့ကြောင့်မို့လို့ ဲဥမေအွန်လိုင်းအနေနဲ့အဲသူဒီလုံးဝလုံးဝသူ့ဘဝတည်းကသူကာကွယ်သွားမှာဖြစ်တယ်နိုင်ငံအတွက်လည်းကာကွယ်သွားမှာဖြစ်တယ်တက်မလို့အတွက်လည်းကာကွယ်သွားမှာဖြစ်သွားပြီအဲ့အဆင့်ကိုရောက်သွားပြီတက်မလို့နော်အဲ့တော့ငင်းချမ်းဖို့တို့ဟလာဆိုတော့ကျွန်တော်တို့မတရားကြီးစ조사မဲ့အခြေအနေကိုထပ်ရောက်သွားပြန်ပြီအဲ့တော့အဓိကပြောချင်တာကအခုကျွန်တော်တို့အားလုံးကြုံတွေ့နေရတဲ့အခြေအနေ point တစ်ခုကကျောင်းဒီအဆင့်ကိုကြော်နိုင်မှုတက်မလို့အတွက်လည်းအရေးကြီးပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီအဆင့်ကိုကြော်ရင်တပုံဆိုတာ နှစ်ခုပဲလက်နဲ့စွန့်စွန့်မစွန့်နဲ့ချားဆောင်ဖွဲ့အဲ့နှစ်ခုကလည်းကြံတာဘာမှလုံးလို့မရတဲ့အဆင့်ကိုရောက်သွားပြီတပုံကအဲ့တော့တက်မလို့မကြော်နိုင်လို့ရှိရင်တော့ကျွန်တော်နိုင်ငံလည်းပြက်စီးမယ်တက်မလို့လည်းပြက်စီးမယ်တနိုင်ငံလုံးကိုမိကျက်မိစားခေါင်းချက်ခေါင်းစားဒီစေသွေးကြောအုပ်စုတွေကဆွဲဖယ်ကြတော့မယ်ဒီအဆင့်ကိုကျွန်တော်တို့ရောက်သွားမှာဖြစ်တယ်အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်အခုဥမင်းအွန်လိုင်းရုရှားနိုင်ငံကိုသွားခဲ့တယ်เนาะတရုတ်နိုင်ငံနဲ့ဖက်လဲတကင်းနေလုံခြုံရေး ဒါဘယ်လိုခေါ်မလဲဆိုတော့လုံခြုံရေး security company contract တွေပေါ့လက်မှတ်ထိုးခဲ့တယ်ပေါ့လုံခြုံရေးစာချုပ်တွေလက်မှတ်ထိုးခဲ့တယ်ဆိုတာဟာအဲ့ဒါကဘာလဲဆိုလို့ရှိရင်အဓိကကတော့ဆက်သွယ်ရေးဂျူဒုဆက်သွယ်ရေးဂျူဒုကနေပြီးတော့ထောက်လန်းရေး data တွေကိုပေါ်ထုတ်နိုင်ပြီဟဲ့ဆိုလို့ရှိရင် အောက်မှာနော်ခုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဗျာအာကာသထဲကနေပြီးတော့နော် space ဂျီဒီကအာကာသထဲကနေပြီးတော့ဂျူဒုတင်တာအဲ့ဒီဂျူဒုကြီးကနေပြီးတော့ ကျွန်တော်မြန်မာပြည်ရဲ့မြေပြင်မှာတပုံနဲ့အိမ်သာသွားတာရှူးရှူးပေါက်တာဟာလာဘယ်နေရာဘလို့သွားတာကအစရှာဖွေလို့ရတယ်တွေ့ရှိလို့ရတယ်တွေ့ရှိလို့ရပြီဟေ့ဆိုလို့ရှိရင်တော့လူတော်သွားစရာမလိုတက်မလို့သားတွေကီလိုတော်တက်ဖို့ရှိတယ်နော်ဝိတ်တော်တက်ဖို့ရှိတယ်အဲ့တော့အဲ့ဒီအဆင့်ကိုရောက်သားမှာဖြစ်တယ်အဲ့ဒီအဆင့်ကိုရောက်သားပြီဆိုလို့ရှိရင်တက်မတော်ကိုမြန်မာပြည်တွင်းမှာရှိနေသောစစ်သွေးကြတပုံမှန်သမျှတက်မတော်ဟေ့ဆိုလို့ရှိရင်တုံနေအောင်ကြောက်တဲ့ဘဝကိုရောက်သားမှာဖြစ်တယ် အဲ့ဒီအတွက်ကြောင့်မို့လို့ဒီအဆင့်ကိုတက်မတော်ကကြုံမှုကြော်ဖို့ပေါ့နော်စူးစမ်းရမှာရောက်ဖို့စူးစမ်းနေစူးစမ်းနေရတယ်ရောက်တဲ့လောက်လည်းရှိနေပြီကျွန်တော်ဘာကြောင့်မို့ဒါ theoretically ပေါ့ theory အဖြစ်ကျွန်တော်ဘာကြောင့်ပြောနိုင်လဲဆိုလို့ရှိရင်အခုရုရှားမှာသွားပြီးတော့ Women Online ရုရှားသမ္မတဗလာဒီမီယာပူတင်ရဲ့နိုင်ငံတော်အဆင့်ဖိတ်ခေါ်မှုကိုသူသွားရောက်ပြီးတော့တွေ့ဆုံခဲ့တယ်အဲ့ဒီမှာသိပ္ပံနဲ့နည်းပညာလုံခြုံရေးစီးပွားရေးเนาะအဲ့တော့အကုန်လုံးကိုလက်မှတ်ထိုးလာခဲ့ပြီ လက်မှတ်ထိုးလာခဲ့ပြီးတဲ့အပြင်ကိုနောက်ထပ်ကိုပိုင်ဂျိုဒုလွတ်တင်မှုအထိစ조사ရတယ်လို့ကျွန်တော်ပြောလို့ရတယ်ရုရှားနိုင်ငံရဲ့အာကာသဘယ်လိုမှဆိုလို့ရှိရင်အာကာသဌာနပေါ့ဗျာနော် Space Agency လို့ပြောလို့ရတယ်အဲ့ဒီကအကြီးဆုံးနော်သူ့နာမည်ကဘယ်လိုမှဆိုလို့ရှိရင် Dimitri Baganov လို့ခေါ်တယ်သူနဲ့လည်းတွေ့ဆုံခဲ့တယ်အဲ့တော့ကိုပိုင်လည်းထောက်လိုင်းရဂျိုဒုကိုလွတ်တင်နိုင်တယ်လို့ အခုချိန်ထိလဲရုရှားနဲ့မြန်မာနဲ့ကြားထဲမှာပူးပေါင်းဆောင်ရွက်မှုတွေထဲမှာဘာတွေပါလဲဆိုရှင်ဖြစ်စဲဖြစ်လာတော့မယ်ဆိုတဲ့ဒီပေါ့ဟိုလုံခြုံရေးဆိုင်ရာတိုက်ခိုက်မှုတွေအားလုံးကို share ပါမယ်ဆိုတဲ့သဘောတူညီချက်တွေပါတယ်သဘောတူညီချက်တွေပါတဲ့အတွက်ကြောင့်မလို့အခုရုရှားကပြန်လာပြီးတဲ့နောက်မှာမြန်မာနိုင်ငံလုံးမှာဖြစ်နေတဲ့စစ်တွေမှာကြည့်လိုက်ပါနော်စစ်တပ်ကဘယ်လိုခေါ်မလဲဆိုရှင်အမြင့်ဘက်ကိုရောက်လာတာတွေ့ရတယ်တော်တော်များများအခုစစ်သားတွေလည်းပျော်နေတာအများကြီးတွေ့နေမယ်နော် ျော်ရွှင်နေတာတွေအာကျွန်တော်တွေ့တဲ့စစ်တီတွေအားလုံးဆိုလို့ရှိရင်သူတို့ကသူတို့စစ်တိုက်တယ်တော့မထင်ဘူးချော်ကီလိုတွေတက်နေတာတချို့ဟာဘယ်လိုဟောမလဲဆိုပျော်နေကြတာအဲ့တော့ဆိုလိုချင်တာကဒါက theoretically ပဲကျွန်တော်အချက်လက်တွေကိုကျွန်တော်တေချာစုဆောင်းပြီးတော့မှကျွန်တော်တေချာပြောတာပါနော်အဲ့တော့ကုလသသမဂကဘလိုပဲနေနေအခုလောဆယ်ရုရှားကကျွန်တော်တို့တက်မလို့နဲ့ပူပေါင်းဆောင်ရွက်ပြီးတော့ဒီ satellite data တွေကို share မှုလုပ်နေလို့ကျွန်တော်တို့ကတော့သုံးသက်တယ်နော် ဲ့တော့ share လောက်လိုက်ပြီ share ပြီးဝေမျှနေပြီဆိုတဲ့ခါကျတော့သဘုံတွေရဲ့သွာလာမှုကအစားတည်ရနောက်ဆုံးကိုပိုင် YouTube လွတ်တင်တဲ့အထိရောက်လာပြီဆိုတော့အဲဒါတွေကယူဆလို့ရသွားပြီနော်အဲနောက်တစ်ခုအနေနဲ့တရုတ်နယ်ကလည်းလုံခြုံရေး company တွေအဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လက်မှတ်ထူရေးထိုးရတာရှိတယ်ရေးထိုးရတဲ့ခါကျတော့ဟိုကြောက်ဖြူကြောက်ဖြူကိုသွားတိုက်လေရဲ့ကြောက်ဖြူနဲ့ပတ်သက်ပြီးကျွန်တော်တို့ကအဝေးကနေပြီးတော့အကုန်မြင်နေရတာဗျာနော် satellite နဲ့ကြည့်နေရသလိုပဲအောက်မှာအေးအေးရလေးကျွင်းလေးတွေတူးလို့သိရမလားအဲ ဟိုဂျောင်းနဲ့ကူးလိုက်ဒီဂျောင်းနဲ့ကူးလိုက်အောက်မှာကျွန်တော်ဘာနဲ့အလားတနာတူလဲဆိုတော့ဗျာပြောရလဲခက်ပါတယ်ခင်ဗျားတို့အောက်မှာလေဟိုကြွက်ကလေးတွေသွားနေရမှာတွေ့ဘူးလားအေးအဲ့လိုမျိုးပဲအေးအေးကအဲ့လိုမျိုးသွားတယ်အဲ့ဒါကိုမြင်နေမြင်တော့ drone နဲ့သွားချတယ်အဲ့ဒီဒီဘောသူတို့ကိုမြင်နေရလောက်အောင် satellite data တွေဘယ်ကလာလဲဆိုတော့ကျွန်တော်တို့ကလည်းသုံးသပ်ရအောင်နော်အဲ့တော့ကြောက်ဖြူမှာအခုတရုတ်လုံခြုံရေး company ရဲ့အဲဒီလက်နက်ကင်အဖွဲ့တွေနော်လုံခြုံရေးအဖွဲ့တွေရောက်နေပြီအဲရောက်နေတဲ့ခါကျတော့ တရုတ်ကလည်းကဘာလုံးကိုတကယ်အကြည် HD ပေါ့ဗျာเนาะတကယ် high definition နဲ့မြင်လို့ရအောင်လို့မြေပြင်ထိလွတ်လွတ်လပ်လပ်သွားနေတဲ့အရာလေးတွေထိမြင်လို့ရတဲ့အထိကိုသူ့မှာတကယ်ဟိုဘယ်လိုမှမဆိုမြင်ရနိုင်တဲ့ဒီ satellite တွေရှိတယ်အဲ့ဒီ satellite တွေကကုညီတယ်မကုညီဘူးဆိုတော့ကျွန်တော်ပြောလို့တော့မရဘူးသို့ပါတော့လည်းပဲကြောက်ဖြူကိုလာပြီးတော့ရန်စာနေတော့เนาะရန်စာနေတော့ကြောက်ဖြူကိုဖျက်ဆီးဖို့ကြိုးစားနေတော့အေးအေးစစ်သွေးကြောက်အဖွဲများသည်ကြောက်ဖြူရဲ့ အဲဘယ်လိုခေါ်မလဲဆိုရှင်၁၀မိုင်ကျော်ကျော်လောက်မှာနေမယ်နှစ်ချီတွေထွက်ဘွားတွေပြတ်ဖြစ်နေပြီနော်နှစ်ချီတွေဘွားတွေပြတ်ဖြစ်တော်တော်လေးဒုက္ခရောက်တဲ့အခြေအနေမျိုးရှာမြင်နေရကျွန်တော်မြင်နေရတာဟုတ်နော်ဘာကြောင့်လဲဆိုတော့မြင်နေတဲ့အတိုင်းပါဗျာနော်တကယ် satellite satellite image တွေလို့ပါကျွန်တော်မြင်နေရတာနော်အဲ့တော့ကြောက်ပြီးအခုချိန်မှာအလုံးကြုံသွားတဲ့အခြေအနေမျိုးတွေရှိတယ်ဂုံသုံးဂုံတိတိနော်နှစ်ဂုံတင်ပြီးွားပြီနောက်တစ်ဂုံကိုလည်းသူတို့ဆက်လက်ပြီးတော့တိုက်ခိုက်နေသေးဖြစ်တယ်ကြောက်ပြီးအခုချိန်မှာ အငိမ့်လုံချုံတွေလည်းပြောလို့ရအဲ့တော့အဓိကကျွန်တော်ဒီနေရာမှာထက်တွက်ပြီးစဉ်းစားလို့ရတာပါလဲဆိုတော့တရုတ်လုံချုံရေးကုမ္ပဏီကရောက်နေပြီရောက်တဲ့အခါမှာသူတို့စီကိုလာတိုက်တော့မယ်အကုန်လုံးကတော့အကြောက်ဖြူနဲ့တဝိုက်နော်ရခိုင်မီနဲ့တပိုင်းလုံးကိုတရုတ်ကဆက်တလိုက်ကနေကြည်ထားပြီးသားအဲ့တော့ဘယ်အချိန်မှဘလို့လာတိုက်တော့မှာနော်ဆိုတော့သူတို့ကအချက်လက်သတင်းကပို့ထားပြီးသားဖြစ်တယ်နော်ပို့ထားပြီးသားဖြစ်တဲ့အခါကျတော့ဒီသတင်းကရောက်နေပြီရောက်တဲ့အခါမှာတော့ဟဲ့ကောင်လေး drone နဲ့ပဲသွားလိုက်ကွာလူသွားစရာမလိုလို့ဆိုတဲ့ပုံစံမျိုးတွေအထိဖြစ်လာတယ်အဲ့တော့ဒီတစ်စင့်မှာ တက်မတော်အောင်မြင်လိုက်လို့ရှိရင်စစ်သွေးရသပုံနဲ့အားလုံးဒီစနကျွန်တော်ပြောတဲ့နှစ်ခုငញ្ញံရေးဆွေးနေမလားမဆွေးနေဘူးဟေ့ဆိုလို့ရှိရင်တော့ခင်ဗျားတို့ဟိုနေကြားဆောင်ပြောင်းမလားဒီနှစ်ခုပဲရွေးစရာရှိတယ်သပုံဆိုတော့ရုပ်ရေးပြမဲ့ဘဝကိုရောက်သွားတဲ့အခြေအနေမျိုးကြီးရောက်သွားနိုင်တယ်အဲ့တော့ဆိုလိုချင်တာကကြောက်ဖြူရဲ့အခြေအနေကိုကျွန်တော်ဒေတာအချက်လက်တွေနဲ့တရားသုံးသပ်ကြည့်တဲ့အခါမှာတော့ဟိုကျွန်တော်တို့ဒီဘောเนาะဒီဒီ theory ကအရာကိုမှန်ကန်နေပါတယ်เนาะ ပြီးတော့သူဦးမင်းအွန်လိုင်းနိုင်ငံတကာသွားပြီးတွေ့ရှိခဲ့တော့ဒီနိုင်ငံခေါင်းဆောင်တွေနော်ဟိုနည်းပညာခေါင်းဆောင်တွေအားလုံးနဲ့လည်းပူးပေါင်းဆောင်ရွက်မှုတွေကြီးလိုက်တဲ့အခါမှာတော့ဒီကိုပဲဥတည်နေတာဖြစ်တယ်။နောက်ပြီးတော့စစ်တပ်အတွက်လည်းဒီသဘုံတွေအားလုံးကိုနိုင်မှုအတွက်ကဒီတလမ်းပဲရှိတော့တယ်။ဘာကြောင့်လဲမြန်မာတိုင်းနိုင်ငံလုံးကမြန်မာပြည်မှာအပေါဆုံးပေါ့နော်အပေါဆုံးကဘာလဲဆိုလို့ရှိရင်ဟိုစံစဘာတို့တက်တော်တို့မဟုတ်တော့ဘူး။ဟုတ်ကြမြန်မာပြည်မှာအပေါဆုံးက လက်နက်ကိုင်အပေါ်ဆုံးနိုင်ငံဆိုတာဖြစ်လာအဲ့တော့ဒီလိုနိုင်ငံမျိုးကိုဒီလိုနီးပညာမျိုးမရှိလို့ရှိရင်ဒီစစ်တပ်တပ်သားလုံးထိန်းလို့ရမှာမဟုတ်ဘူးအဲ့တော့ဒီနီးပညာကိုသူရအောင်လုပ်မယ်ဆိုတော့ကျွန်တော်တို့လုံးဝယုံကြည်တယ်เนาะအဲဘာကြောင့်လဲဆိုတော့သူ့ရဲ့ဆောင်ရွက်ချက်တွေအားလုံးကိုကျွန်တော်စောင့်ကြည့်ပြီးတော့ကျွန်တော်ပြောတာပါဗျာအဲ့တော့နောက်တစ်ခုအနေနဲ့ကရုရှားအနေနဲ့ကမြန်မာတက်မတော်နဲ့ပေါ့နော်ဟိုဒီလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကခင်ဗျားတို့တကယ်မဟာမိတ်ကြီးပါတက်မတော်အဆင့်ပူးပေါင်းဆောင်ရွက်မှုမှာဆိုလို့ရှိရင်အနီးကပ်ဆုံးပူးပေါင်းဆောင်ရွက်မှုပါ ဲ့တော့ဒီလိုခြေနေမျိုးတွေကျွန်တော်ဆက်ကြည့်တယ်ကြည့်ပြီးတဲ့အခါမှာရုရှားအနေနဲ့ကလည်းအနောက်အုပ်စုကသူ့ကိုစီးပွားရေးပိတ်ဆို့မှုတွေလုပ်တဲ့အခါမှာတော့ရုရှားဘီလီယံနာတထေးကြီးတွေအများကြီးရှိတာရုရှားမှာနော်ကမ္ဘာမှာအချမ်းသာဆုံးတွေမှာရုရှားလည်းပါတာပဲနော်တကယ်အီရာမိုဗစ်တို့ဆိုတာချဲစီကိုပိုင်တဲ့အုပ်စုလို့ဆိုလို့ရှိရင်ဒါတကယ်အချမ်းသာတဲ့ပုံကိုယ်တယ်အဲ့တော့သူတို့ရဲ့စီးပွားရေးကဥရောပမှာရင်းနှီးမြှုပ်နှံမှုကမလွယ်ဘူးမလွယ်တဲ့အခါမှာသူတို့ရဲ့ပိုက်ဆံတွေကဒီတိုင်းထားလို့ရှိရင်ဗျာဟိုပိုက်ဆံတွေကတစ်ဖြည်းဖြည်းနဲ့ရော့သွားမဲ့အတူတူတော့သူတို့ရဲ့ပိုက်ဆံတွေကို သူတို့ရင်းနှီးမြှုပ်နှံမှုအတွက်နေရာရှာရအောင်မယ်အဲ့တော့သူတို့အနေနဲ့ဒုတိယမြန်မာကမ္ဘာမှာပေါ့ဗျာနော်စီးပွားရေးနဲ့ပတ်သက်လာလို့ရှိရင်တကယ်စီးပွားရေးဈေးကွက်အကြီးဆုံးကဘမရှိမလဲဆိုဒုတိယအကြီးဆုံးကဘမရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာဆီယံနော်တရုတ်ဒီအင်ဒိုချိုင်းနာမှာရှိမယ်အဲ့တော့သူ့ရဲ့စီးပွားရေးတွေအကုန်လုံးရုရှားကဒီဘက်ကိုရွှေ့လာဖို့အစီအစဉ်ရှိတယ်သူ့ရဲ့ဩဇာအာဏာပေါ့သူ့ရဲ့ဩဇာအာဏာကိုလည်းအရှိတောင်အာရှမှာရွှေ့လာဖို့ရှိတယ်နောက်တစ်ခုကမြန်မာကဒီပေါ့ဈေးကွက် consumer အာ consumer power ရမ်းမြင့်တဲ့ဒီနိုင်ငံတွေကြားထဲမှာရှိတယ်အိန္ဒိယဘင်္ဂလားဒေ့ရှ်ပြီးလို့ရှိရင်တရုတ်ကမ္ဘာဒီဘာမလို့ဒီစားသုံးမှုအများစုကြားထဲမှာရှိတယ်အဲ့တော့တရုတ်ဒီရုရှားအနေနဲ့ကမြန်မာနဲ့ပူးပေါင်းလို့ဘာအကျိုးမှမရဘူးနော်မြန်မာနိုင်ငံကိုသူဝင်ရခြင်းဟာသူ့ရဲ့အကျိုးစီးပွားတွေအားဘယ်လိုကောင်မသူ့ရဲ့ချမ်းသာကြွားမှုဟာ ခြားကဘာမှာရင်းဖို့ကတော့တခြားကဘာရဲ့ခြားတောင်းနေမရှူတောင်းနေမှာเนาะအနေမြေတွေမှာရင်းရင်းနှီးဖို့ကမလွယ်တော့သူ့ရဲ့ဒီရင်းနှီးမြုပ်နှံမှုတွေအားလုံးကိုကျွန်တော်မြန်မာပြည်ကိုခုံဝင်လာမယ်ဟဲ့ဆိုလို့ရှိရင်လည်းအဲဒါကလွဲနိုင်တဲ့အချက်တော့မဟုတ်ဘူးလို့နော်ယူဆမယ်ဆိုတာကလုံးဝမှားနိုင်တဲ့ယူဆချက်တော့မဟုတ်တော့ဘူးဗျာသိလားအဲ့တော့ကြောင့်မို့လို့အဲ့တော့ရောက်လာမယ်အဲ့တော့နံပါတ်1ချက်ကမြန်မာနဲ့ကစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအမြင့်ဆုံးပါနော်ရောက်နေပြီးရရှာနေအဲ့တော့ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကသူတို့မှာဂရီစကားရှိထားပြီလားမြန်မာပြည်ကိုချင်းချောက်တော့မယ်အကြမ်းဖက်သမားတွေကချင်းချောက်တော့မယ်တိုက်ခိုက်တော့မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့ဟိုဒီထောက်လိုင်းအချက်အလက်တွေကို share ပါမယ်ဆိုအဲ့ထောက်လိုင်းအချက်အချက်အလက်ဆိုတဲ့နေရာမှာ satellite ဟို data တွေပါပါတယ်အဲ့တော့ကြောင့်မို့လို့ကျွန်တော်ဒီ degree ကိုတက်မလို့နဲ့အတူတူပူးပေါင်းကြော်ရမယ်အခြေအနေမျိုးရှိတယ်ဒီ degree ကြော်လိုက်လို့ရှိရင်တော့မြန်မာနိုင်ငံမှာတပုံဆိုတာကအရှားဆုံးပြန်ဖြစ်သွားမယ် နော် ID degree ကိုတော့ကျွန်တော်တို့အားလုံးပူပေါင်းပြီးကြော်နိုင်မှဖြစ်မယ်အဲ့တော့ဒီတစ်ဖက်ကဒီပေါ့နော်ဟိုသူတို့ဘက်ကကာကွယ်ရေးဝန်ကြီးဦးကြီးမွန်လားဟလာမူယူပြီးတော့ပြောရဲစကားလေးရောရှိရဲငမူးစကားလည်းရှော့မတွက်နဲ့နော်အတူရလောက်ပါပဲဒီတချမ်းမှာဒီလေးလာပိုင်းမှာကျွန်တော်အများနဲ့ပြောခဲ့เนาะကျွန်တော်စဒီနှစ်စကူကလေးကကျွန်တော်ပြောခဲ့တယ်ကိန်းကနန်းနေအရာရောဖြစ်စင်နေအရာရောဟိုအခြေအနေတွေအရာရောဒီလေးလာပိုင်းပတ်ဝန်းကျင်မှာเนาะလေးလာပိုင်းကြော်တာနဲ့ကို အဲမြန်မာနိုင်ငံမှာကြီးကြီးမားမားထိုးစစ်တွေဖြစ်လာမယ်ဆိုတော့ဖြစ်နိုင်တဲ့အရာတွေတခုဖြစ်တယ်။အဲ့အတွက်ကြောင့်မို့လို့ရှော့မတွက်ပါနဲ့တက်မလို့အနေနဲ့လေသူတို့ကလည်းဒီအဆင့်ကိုအကျော်ခံမှာဖြစ်ဘူးဒီအဆင့်ကိုအားလုံးဝိုင်းကျော်ဖို့အစီအစဉ်အာဘယ်လိုမှမဆိုတုံးသက်ရမယ်ကျွန်တော်တို့ပူပေါင်းဆောင်ရွက်ရမယ်အဲ့တော့ဘယ်သူနိုင်သွားမလဲဆိုတော့စောင့်ကြည့်ရတာပေါ့ဗျာ။နော်ကျွန်တော်တို့ကတော့တက်မတော်နိုင်သွားမယ်ဆိုတော့အပြည့်အဝယုံကြည်တယ်။အခုချိန်ကြီးကတက်မတော်ဟာ တက်မတော်ဟာအရာရာကိုထိန်းထားနိုင်တဲ့ဝက်ဖြစ်တယ်။သဘုံနဲ့ဘလောက်ကြီးပဲမြို့တွေဖြည့်ဆည်းတာဖြည့်ဆည်းတာတက်မတော်ကအနီရောင်စီးပါဆိုပြီးခြားထားတဲ့နေရာတွေအလုံးအားဘယ်သဘုံမှမကျော်နိုင်သေးဘူး။တခိုင်းပြည်နယ်မှာနော်ဟိုဘလောက်ကမဆိုတော့အေးစေတူကြအနေနဲ့အနေရကြောကြောကြောလာပြီမဲ့လေတကယ်အနီရောင်စီးပါဆိုတဲ့နေရာကိုကြောဖို့ကြိုးစားတဲ့ခါမှာတော့ဒုက္ခရောက်နေတာအလုံးနဲ့အမြင်ပဲဖြစ်လိမ့်မယ်နော်အဲ့တော့ချင်းပြည်နယ်လည်းသူတို့မြို့တွေတိမ့်လာ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 လဲဘလောက်ကြီးပဲတိမ့်တိမ့်ချင်းပြည်နယ်ရဲ့ကြံတဲ့မြို့လေးမြို့မဖြစ်လုံးဝကြလို့မရတဲ့မြို့ဟိနော်ဆိုတာနဲ့ ဒါဘယ်လိုမှလုံးဝ DC ကိုကြိုလို့မရသေးဘူးဟုတ်လားနောက်တစ်ခုကချင်ပြည်နယ်ကချင်ပြည်နယ်မှာလည်းသူတို့အဲ AKIA စစ်သေးကြောအုပ်စုတွေဟုတ်လား PDF အုပ်စုတွေအမျိုးမျိုးတိုင်းလာတယ် DC ဟာအနီရောင်ဟိဆိုလို့ရှိရင်တော့ကြိုလို့မလွယ်တော့ပါဘူးအဲ့တော့ရှမ်းပြည်မှာလည်းဒီလိုပဲမန္တလေးတိုင်းမှာလည်းဒီလိုပဲ AREI တိုင်းမှာလည်းဒီလိုပါပဲအဲ့တော့အဲသူတို့ကမတရားတော့စူးစမ်းနေကြတော့ဗျာနော်သူတို့လည်းရှိသမျှလူအင်အားတွေထုတ်သုံးအောင်ပါနောက်ထပ်၄လလောက်မှာ၄လပိုင်းလောက်မှာရှိသမျှလူအင်အားတွေဆက်သုံးအောင်ဖြစ်တယ် ော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဒီစင်ကိုကျွန်တော်တို့အားလုံးကြော်လာဖို့အရန်ကိုအရေးကြီးတယ်အဲ့တော့သူတို့ကလည်းတက်မတော်ရဲ့အရှိုက်ကိုထိုးကိုကြိုးစားနေတယ်အဲ့ဒီအရှိုက်ကဘာလဲဆိုတော့ခင်ဗျားတို့ဒီညောင်ကျိုးပေါ့ညောင်ကျိုးရွာကနေအရှိကိုဆက်လာမဲ့ဟေးဆိုလို့ရှိရင်ကျွန်တော်တို့အာဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ညောင်ကျိုးရွာအရှိကိုဆက်လာမဲ့ဆိုတော့အုတ်ရှစ်ပင်နော်အုတ်ရှစ်ပင်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဘရောင်းဘရောင်းမြုပ်ဟုတ်လားဒီဘရောင်းမြုပ်ဒီ white ကိုရဖို့အတွက်က AAD အသေးအတန်စူးစမ်းနေတာရှိတယ်เนาะအဲဒီချက်ကိုလည်းကျွန်တော်စောင့်ကြည့်ရမယ်အဲ့တော့အဲအခုလက်ရှိ အချိန်မှာပေါ့เนาะအတက်မလောကဝေစုစီချုပ်ဦးမင်း online အနေနဲ့တဲကြီးမဲကြီးစူးစမ်းနေတာအဲ satellite satellite ဒီစစ်သုံး satellite ရဖို့သူစူးစမ်းနေတာရှိမယ်เนาะအဲဒါကိုမှဆိုလို့ရှိရင်ဟိုနိုင်ငံကြီးနဲ့နိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့နိုင်ငံသုံးနိုင်ငံပူးပေါင်းဆောင်ရွက်ပြီးတော့ဒီမြန်မာနိုင်ငံကိုငင်းငင်းအောင်ဆောင်ရွက်နိုင်မယ့်အခြေအနေမျိုးတွေသူစူးစမ်းနေရရှိတယ် တို့ပါတော့ညလည်းပဲတပုံကလည်းပြည်တွင်းကမြေကျွတ်တွေပဲလေသူတို့လည်းကျွမ်းကျင်မှုရှိပါတယ်အဲသူတို့လည်းဒီဆန္ဒပြောတဲ့အောက်ရှစ်ပင်ဒီကပ္ပစဆက်ယုံကြီး၄၄ယုံလောက်ရှိတယ်၅ယုံလောက်ရှိတဲ့ဒီပဲခူးတိုင်းအခြေကိုသူတို့အနောက်ကနေဝင်လုံးအရှေ့ကနေပဲဒီ KNU ကလည်းတမဟာနဲ့တောင်ဘူးတို့ဟလာတမဟာသုံးယောက်ညောင်လေးပင်တို့ကနေပြီးတော့ဒီပဲခူးတိုင်းအရှေ့ကနေညှက်တိုက်နေရတယ်ရှိတယ်အဲ့တော့ဒီအချင်းရမှာတော့တက်မလို့အနေနဲ့ကြက်ကြက်သတိထားရမယ် တက်မလို့ကလည်းဘယ်ခြေလှမ်းလှမ်းနေရဆိုတာကျွန်တော်တို့သိတယ်လို့စစ်သေးကြတပုံတွေကလည်းသူတို့ကလည်းလှမ်းနေများခြေလှမ်းလှမ်းနေတာပဲအဲ့တော့ဒီအဆင့်ကိုဘယ်သူကျော်လွှားနိုင်မယ်လို့ခင်ဗျားတို့ထင်ကြသလဲဒီကောင်မောင်မများအဲ့တော့ဒီအခု AA ရဲ့နော် PDF ရဲ့နော် KNU ရဲ့ပူပေါင်းဖော်ဆောင်နေတဲ့ပဲခူးတိုင်းရဲ့ဒီစစ်စင်ရေးတာအောင်မြင်သွားခဲ့မယ်ဟေ့ဆိုလို့ရှိရင်တော့အဲတက်မလို့ဒီအဆင့်ကိုကျော်ဖို့ဟာနည်းနည်းခက်ခဲသွားနိုင်တယ် နည်းနည်းခက်ခဲသွားနိုင်တယ်ပေါ့ဒါမဲ့လည်းတက်မလို့ကြုံနိုင်မယ်ဆိုတော့ကျွန်တော်တို့ယုံကြည်တယ်အဲကြောင့်မလို့တက်မလို့အနေနဲ့မမားတင်တာမမားရအောင်မဖြစ်တင်တာမဖြစ်ရအောင်နော်ကျွန်တော်တို့အနေနဲ့ကတော့ဝေဖန်သုံးသပ်ပြီးပြောဆိုနေရမှာဖြစ်တယ်အခုဆိုလို့ရှိရင်ဒါစီရေးချင်းနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အခု AA ကဒီအရှိုက်ကိုထိုးဖို့စူးစမ်းနေတဲ့ဒီကပ္ပစက်ယုံတိရှိတဲ့အရက်တွေကိုထိုးလာတဲ့စစ်စင်ရေးရဆိုရင်ဘယ်လောက်ထိအောင်မြင်ခဲ့တယ်လဲဆိုတော့ကျွန်တော်ပြောပြမယ်နော်ဒါအမှန်ကိုအမှန်တိုင်းတော့ပြောရမှာပဲအဲ့တော့ဘယ်လောက်ထိအောင်မြင်ခဲ့တယ်လဲဆိုရင်ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့တောင်ကုတ်ကနေပြီးတော့ဒီအုတ်ရှိပင်ထီရောက်ဖို့ဆိုတာကကြားထဲမှာစခန်းတွေအများကြီးရှိတယ်။အဲ့ဒီစခန်းတွေကဘာဘာစခန်းတွေဖြစ်မလဲပထမဦးဆုံးစခန်းအနေနဲ့ရခိုင်ပြည်နယ်ထဲမှာရှိနေတောင်ပုံကြီးစခန်းဆိုတာရှိမယ်။တောင်ပုံကြီးစခန်းလဲပုံမှန်လင်းလင်းပြောရရင်တော့ဟုတ်ပါတယ်။အေးအေးသိမ့်လိုက်ပါပြီ။နော်။ဟုတ်ပြီတောင်ပုံကြီးစခန်းအရှိကိုကျော်လာမယ်ဆိုရင်မိုးထီနေချာစခန်းရှိရမိုးထီတောင်ပေါ့။အေးအဲ့ဒီဥစ္စာကိုလည်းအေးအေးဒီအေးလောက်ကြာသွားပါပြီ။ဒါလည်းမှန်ပါလား။အဲ့ဒီကလည်းအရှိကိုဆက်တိုးလာမယ်ဟေးဆိုလို့ရှိရင်တော့ကျွန်တော်တို့ ဘယ်ခေါ်မလဲဆိုလို့ရှိရင် ကလားလက်တူရွာပေါ့အဲကလားလက်တူရွာလဲအပုံဝင်လင်းပြောလို့ရှိရင်တော့ဟင်ကြာသွားပါပြီเนาะအဲကြာသွားပြီလို့ပြောလို့ရတယ်ဆေးရသဘောရတက်ကြာသွားပြီဆိုတဲ့ဆိုလို့ရှိရင်တက်ကနောက်ဆုတ်ပေးလိုက်ရတယ်ဟုတ်ပြီဟုတ်ပြီကလားလက်တူကလားလက်တူရှိရဆက်တိုးလာမယ်ဟဲ့ဆိုအေးအေးကလည်းเนาะတော်တော်တိုးလာတာเนาะဒါပုံဝင်လင်းပြောလို့ရှိရင်အဲသဘုံတွေထဲမှာတော့အဲနည်းနည်းလေးပေါ့သတိထားမယ်သဘုံထဲမှာအေးအေးပါတယ်ဗျာတိရသူကပါချီပါချက်တော့မလို့သူကတကက်စစ်တပ်အရှိုက်ကိုထိုးဖို့ကြိုးစားစစ်တွေတို့ကြောက်ဖြူတို့ကို စ조사ပြီးတိုက်နေပေမဲ့လည်းဒါအယောင်ပြတိုက်တာလို့ကျွန်တော်ကသုံးသပ်တယ်တကယ်တမ်းစစ်တပ်မပြိုမချင်းသူတို့ရဲ့အာရခံတွင်းဆိုတာသူတို့မေ့ထားလိုက်လို့ရတယ်ရခိုင်ပြည်မှာရခိုင်တိုင်းရင်းသားတွေဟိုမွေးပြပြီးတောင်းစားဖြစ်မဲ့ဘဝကိုသာရောက်သွားမယ်ရခိုင်ပြည်ကိုတိမ့်လို့ရမှာစစ်တပ်မပြိုရခိုင်ပြည်နဲ့ရလို့ရခိုင်ဘာမှလုပ်လို့မရအောင်စစ်တပ်ကြီးပြိုမှရမှာတိတဲ့အတွက်ကြောင့်မို့စစ်တပ်ပြိုဖို့တော့ကသူကဘကိုးတိုင်းကိုသူ အရာတိုက်မှာဖြစ်တယ်။အဲ့ဒါကြောင့်မို့လဲသူရဲ့စစ်စေးရအဓိကဒီကိုဖော်ဆောင်လာတာဖြစ်တယ်။အဲ့တော့ဆန္ဒကျွန်တော်ပြောသလိုအဲဘယ်ခေါ်မလဲဆိုကလာလက်တွေရွာလဲအေးအေးလက်အောက်ကိုအေးအေးခက်ခက်တာနောက်ဆုတ်ပေးလိုက်ရတာပေါ့ဗျာနော်။ဟုတ်ပြီရှေ့ဆက်တိုးလာမယ်ဟေးဆိုလို့ရှိရင်ကျွန်တော်တို့ပကံကွဲရွာအဲပကံကွဲရွာလဲပုံမှန်လင်းလင်းပြောရမယ်ဟေးဆိုလို့ရှိရင်ပကံကွဲရွာလဲနောက်ဆုတ်ပေးလိုက်ရပါပြီ။နော် အဲ့တော့ပကံကွေးရအရှိကိုဆက်တိုးလာမယ်ဟဲ့ဆိုလို့ရှိရင်တော့ညောင်ကျိုးတဲ့နော်ညောင်ကျိုးဆိုတာရွာလေးပြအဲ့ဒီမှာတက်စကန်းရှိတယ်အဲ့ဒီတက်စကန်းမှာတော့အင်အားအလုံးရင်းနဲ့တက်ကနေပြီးတော့ခုခံနေတဲ့အတိုင်းတာတွေရှိတယ်အဲ့တော့ဒီစကန်းကိုမကြဖို့အတွက်ကအဲတက်မလို့ကလည်းစူးစမ်းနေအဲ့တော့ညောင်ကျိုးရကိုထိမခံဘူးအရှိကိုဆက်လက်ပြီးတော့ညောင်ကျိုးရနဲ့အရှိကိုဆက်တိုင်းအခုဒီနေ့သတင်းတွေကျွန်တော်ကြားသိရတယ်အဲ့ဒီသတင်းကဘာလဲဆိုလို့ရှိရင်ဒီအေအေကားတဲ့ ညောင်ကျိုးရွာကိုတဲ့ညောင်ကျိုးစခန်းကိုရသွားပါပြီတဲ့လုံးဝမားနေပါတယ်လွဲနေပါတယ်ကျွန်တော်တို့အရှိကိုအရှိတိုင်းပြောရမှာပါနော်ခင်ဗျားတို့ဘလောက်ကြီးပဲလော်လော်ညောင်ကျိုးရွာတို့လုံးဝမရသေးပါဘူးညောင်ကျိုးရွာရဲ့အလွန်ပေါ့ညောင်ကျိုးရွာရဲ့အလွန်ပကံခွဲရွာကျသွားတာမှန်တယ်အဲ့ဒီကြားထဲမှာအခုလော်လော်စေအခုကျွန်တော်တို့စကားပြောနေတဲ့အချိန်တွေမှာတိုက်ပွဲတွေဖြစ်နေတဲ့အလုံးကြီးအလုံးလေးတွေကျွေးနေပါတယ်နော်အဲ့တော့ပထမဦးဆုံးတစ်ချက်နေနဲ့အာညောင်ကျိုးရွာရဲ့ခဏလေးပြအဲ့ဒါက ဘယ်ဘက်ချမ်းမှာဖြစ်မလဲဆိုရင်ဟုတ်ပြီညောင်ကျိုးရွာရဲ့မိုင်နိုင်38လောလောဆယ်လောလောဆယ်မိုင်နိုင်38လေးဖာလုံးမှာနော်လေးဖာလုံးပကံကွဲရွာရဲ့နဲ့ညောင်ကျိုးရွာကြားထဲမှာအခုလောလောဆယ်တိုက်ပွဲတဲကြီးမဲကြီးဖြစ်နေတယ်အဲ့ဒီညောင်ကျိုးရွာကြပြီးဟေးဆိုလို့ရှိရင်တော့စစ်တပ်အထိနာတယ်လို့ပြောလို့ရတယ်အဲ့ဒါမဲ့အခုလောလောဆယ်သူတို့စစ်တပ်ဒီသူတို့ဝင်တိုက်နေတဲ့အခါဒီညောင်ကျိုးရရဲ့ကာကင်းစခန်းကိုတိုက်နေတာပဲရှိတယ်လုံးဝညောင်ကျိုးရမကြဘူးအဲ့တော့စွန်အေအေကအရှိုက်ကိုထိုးဖို့ကြိုးစားနေကျွန်တော်တို့အားလုံးကဒီ ဒီအဆင့်ကြီးကိုကြော်ဖို့အရန်ကိုရေးကြည့်တယ်ဒီအဆင့်ကိုကြော်နိုင်သွားအေးအာရကန်တွင်းဆိုမေးလိုက်တော့နော်အာရကန်တွင်းဒီဘဝမမတ်နဲ့တော့လို့ပြောလို့ရတယ်အဲဘကောမ KIA ပြည်တော်စုကြီးကိုပြည်တော်စုမြန်မာနိုင်ငံဆိုတော့အတိမတ်မပြုတ်ပါဘူးဆိုမင်းအတိမတ်ပြုတ်ပြုတ်မပြုတ်ပြုတ်နောက်ဆိုလဲပုံစံမျိုးထိပြောလို့ရတယ်ဒီအဆင့်ကိုအားလုံးကြော်ဖို့လိုတယ်အဲသူတို့ကလည်းမကြော်အောင်လို့သူတို့စူးစမ်းမှဖြစ်တယ်အဲ့တော့မကြော်နိုင်ဖို့အတွက်ကအေးအေးကထိုးစစ်ဆင်နေတယ်အဲ့တော့ညောင်ကျိုးရမှာအရန်ကိုအရေးကြီးတဲ့စီရေးနယ်ပဲပါနော်ညောင်ကျိုးရကိုသူတို့ကာကင်းတစ်ခုကိုဒီနေ့တိုက်နေတာရှိတယ် ဲ့တော့အာဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အခုတိုက်နေတဲ့နေရာပေါ့မိုင်းတိုင်း38လေးဖာလုံးမှာဖြစ်နေတာပါအဲ့တော့ညောင်ကျိုးရောက်ကျော်လာလို့ရှိရင်ဘာလဲဆိုတော့အဲညောင်ကျိုးရာကြတိုင်းလဲအခုညောင်ကျိုးရာကြပြီဆိုလို့ပြောနေကြဟာမကြခင်ကပ္ပဆိုင်ကြီးရတယ်မယ်ညောင်ကျိုးရာအကယ်ကြီးမကြပါဘူးနော်မကြဘူးကာကင်းစခန်းတွေတိုက်ခတ်နေရတာမှန်တယ်မနေ့ကနော်မနေ့ကဥပမာဒီနေ့ဆိုလို့ဘယ်လောက်လဲဒီနေ့ဆို14ရက်13ရက်12ရက်17ရက်နေ့ကဆိုလို့ရှိရင်တက်ကနေပြီးတော့ဒီညောင်ကျိုးရာကနေပြီးတော့ဆက်လက်ပြီးလိုက်ရှင်းတာလမ်းမာတယ်မယ်အေးအေး AATB လေးပေါ့နော် A allow ပေါ့68လောင်းတတိရဒါကလုံးဝ confirm ပါပဲကျွန်တော်မြေပြင်ကို celebrity confirm ရှာကြည့်တဲ့ခါမှာဟုတ်ပါပဲเนาะအမှအများကြီးဟိုကျွန်တော်တို့အလောင်းနေရခဲ့တယ်ပေါ့ဒါ AA ကြဆုံးနေပေါ့အခုတို့ကလည်းအင်အားစုပြီးတော့ဒီနေ့တိုက်နေတာပဲဖြစ်တယ်အဲ့တော့ညောင်ကျွေးရကြရင်ပြီးသွားပြီလားဆိုတော့မသိလို့ရှိရင်ညောင်ကျွေးရကြလို့ရှိရင်မကြခင်မှာဒီကျွန်တော်အုတ်ရှိပင်ကိုရတော့မလို့လို့ညောင်ချီတော့မရှိနေကပ္ပဆာကိုရကပ္ပဆာ6ကိုရတော့မလို့လို့အုတ်ရှိပင်မှာရှိနေကပ္ပဆာတွေရတော့မလို့လို့ဟလာပထောင်မြို့ကြီးပေါ်ရတော့မလို့လို့ပေါ့ ညောင်ကျိုးရမကြပါဘူးเนาะကြခဲ့သည်ရှိတော့မှာပါညောင်ကျိုးရအရှိကိုကြော်လို့ရှိရင်ရှုခင်းတာဆိုကွင်းမြင်ကြီးရှိပါတယ်အဲ့ဒီကရင်လှမ်းကြည့်မယ်ဆိုအောက်ကိုအောက်ကကပ္ပစားတွေလှမ်းမြင်နေရဆိုတကယ်ကွင်းမြင်ကြီးဒါကြီးကတကယ်တော့စစ်တပ်ကလည်းလေသူတို့ရဲ့စက်ရုံတွေကိုတိဆောက်တဲ့နေရာမှာကာကွင်းတက်ကွင်းအကုန်လုံးနဲ့စက်ရုံကိုတော့မှဒီလိုတိဆောက်တာစနစ်တကျတိဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ညောင်ကျိုးရကြတိုင်းနဲ့အဲကပ္ပစားတွေမကြပါဘူးဂျားထဲမှာတက်ကွင်းတွေအများကြီးကြံပါသေးတယ်နော် လုံးကြီးနဲ့ပြည့်နေအောင်လူတောင်သွားကြမှာလို့တဲ့အချိန်နေမိအောင်မယ်အဲ့တော့ခက်ခဲတာကဘာလဲဆိုတော့အဲ့ဒီလမ်းကြောတကြောလောကတောတောင်ထူထပ်ပါတယ်တောတောင်ထူထပ်တဲ့အတွက်ကြောင့်မို့လို့တပုံကိုလှမ်းမမြင်ရဘူးမမြင်တဲ့အခါမှာချုပ်တိုက်ပွဲတွေဆိုကြအနီးကပ်တိုက်ပွဲတွေဖြစ်နေတာအဲ့တော့ပကံကွဲရွာနဲ့နော်ပကံကွဲရွာအလွန်မှာဖြစ်နေတယ်အဲ့တော့ပကံကွဲရွာရဲ့နောက်ဖက်မှာဆိုလို့ရှိရင်ပကံကွဲချောင်းဆိုတာရှိရဲအဲ့ဒီချောင်းရိုးတစ်လျှောက်မှာအေအေတွေရှိတယ်လို့ဟိုမိုးထီထီမှာလည်းအေအေတွေရှိတယ်မိုးထီနေကြောင်စခန်းတွေလည်းအေအေတွေရှိတယ်အဲ့တော့ အင်းအားအပြည့်တော်တော်များတယ်လို့ပြောလို့ရတယ်အဲ့တော့ဆိုလိုချင်တာကဒီအရှိုက်ကိုထိုးမယ်ဒီအရှိုက်ထိုးခံလိုက်ရလို့ရှိရင်တော့စစ်တပ်ကအခုကျွန်တော်တို့ဒီကြော်ရမယ်စစ်တပ်နဲ့အတူတူပူးပေါင်းကြော်ရမယ်ဒီအဆင့်ကနည်းနည်းလေးပူပြီးတော့ခက်ခဲသွားမယ်အတိုင်းတာလေးရှိတယ်ပေါ့ဗျာနော်အဲ့တော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေကိုကျွန်တော်တို့အဲရောက်နေပြီလို့ကျွန်တော်တို့လုံးဝပြောလို့ရတယ်အဲ့တော့အရှိကိုအရှိတိုင်းတော့ပြောရမှာပေါ့ဗျာနော်အဲ့တော့ဒီနေရာမှာပါလဲဆိုတော့လေခတ်တာကစစ်တပ်ထဲမှာလဲအကုန်လုံးမဆိုလို့ဘူးနော် အများစုက စစ်စိတ်စစ်သွေးရှိတယ်။ဘာကြောင့်လဲဆိုတော့စစ်တပ်က policy နဲ့မူဝါဒနဲ့တည်တည်ကြကြောင်းစနစ်တကျတင်ကြားအတွက်ကြောင့်မို့စစ်သားတွေတော်တော်များများကအရေးချင်းရှိတယ်တိုက်ချင်းခိုက်ချင်းကြတာ။သို့ပါတော့ညာလဲတချို့တဝက်ရှိတယ်။အဲ့တချို့တဝက်ကအဲ့ဒီကပ္ပဆာကဒီစစ်တီတွေကတဲ့နော်။ညောင်ကျိုးဒီတောင်ပေါ်ပေါ့နော်။ဒီတောင်ပေါ်ပို့မယ်ဟဲ့ဆိုလို့ရှိရင်မတော်ရအောင်ဆိုပြီးတော့ဟိုငွေကြေးပေးလို့ရှိရင်သူတို့လွဲပေးတဲ့အတိုင်းအတာမျိုးရှိတယ်။ဒါတွေကတော့အကုန်လုံးတော့မရနိုင်ဘူးပေါ့နော်။ဆိုလိုချင်တာကအများစုတော့မဟုတ်ဘူး။တချို့တလေကဒါမျိုးကြိုးစားနေတာရှိတယ်။အဲ့တော့ မမျှတမှုတွေရှိတယ်ဒီမမျှတမှုတွေကိုခင်ဗျားတို့မဆောင်ရွက်ဘူးဆိုလို့ရှိရင်စစ်တပ်ထဲစစ်တပ်ထဲမှာတကယ်တိုက်တဲ့တက်ခိုက်တဲ့အချိန်မှာကြံတဲ့အချိန်မှာဗျာဟိုခင်ဗျားတို့ခင်ဗျားတို့ဒီနေမြေဟိုနယ်လိုချင်တို့ဒီနယ်လိုချင်တို့ပတ်စံ၄၅သိန်းပေး၁၀သိန်းပေးဒါမျိုးလောက်တာကျွန်တော်မပြောလို့ဘူးအခုလိုမျိုးနိုင်ငံနဲ့တက်မလို့အတွက်ရေးကြီးနေတဲ့နိုင်ငံတော်ရဲ့အရှိုက်ဖြစ်တဲ့ဒီကပ္ပစာကြီးရှိရနေရကိုဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တိုက်ခိုက်နေတဲ့အချိန်မှာတော့တက်မလို့သားရဲ့တက်မလို့စစ်သွေးစစ်မှန်တွေကိုပြဖို့လိုတယ်အဲ့လိုမပြဘဲနဲ့အဲ့လိုမပြဘဲနဲ့ကျွန်တော်တို့ ဒီဟိုအကပ်ကောင်းတိုင်းယာတူးကောင်းတိုင်းအဲ့လိုမျိုးမှာမသွားရဘူးတော့စူးစမ်းနေမယ်ဟိဆိုလို့ရှိရင်တော့မကောင်းဘူးအဲ့အလေးတွေကိုတော့အထက်ရရှိလူကြီးမင်းများတေချာကြည်စေခြင်းနဲ့နော်အဲ့တော့ပတ်စံရှိတဲ့သူကရှေ့တန်းမထွက်ခြင်းလို့ဟလာညောင်ကျိုးကိုမသွားခြင်းလို့အင်အားသွားမဖြစ်ခြင်းလို့ဟလာပတ်စံဘလောက်ပေးလိုက်လို့ရှိရင်တခြားလူလဲပေးလိုက်တာတွေရှိတယ်နော်အဲ့အလေးတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဒါလေးကိုတေတေချာချာအဲကျက်မှတ်စေခြင်းနဲ့ပေါ့ဗျာဒီလိုအခြေအနေမျိုးပါပေါ့နော်